ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျဒီပိုင်းဆက်မှာကတော့ဟဲမီပြားက ပေါလူကြီးမင်းကိုဆင်းခေါ်လိုက်တာကြောင့်ပေါလူကြီးမင်းဇာကုံးဆုံးနဲ့အိုက်ဟူကိုရောက်လာကြပါတယ်။အနောက်မှာတော့ဟေမီပြားအထင်းတော်တင်းနဲ့ရဲမတ်တွေကိုနန်းဆောင်ပြင်မှာစောင့်စီခဲ့တယ်။သူတို့နဲ့အကုန်လုံးထွက်သွားပြီးတော့ပေါလူကြီးမင်းတို့ပဲကြံခဲ့တဲ့ချိန်မှာဟေမီပြားကကြံချောင်းဘာလို့လိုက်မလာလဲလို့မေးလိုက်ပါတယ်။ပေါလူကြီးမင်းလည်းကြံချောင်းအမှုနဲ့ပတ်သက်တဲ့တပ်သေးပစ္စည်းကိုသွားယူနေတာလို့ဖြေလိုက်ပါတယ်။ပြီးတော့ပေါလူကြီးမင်းကအိုက်ဟူကိုကျူးရှာနန်းဆောင်အမှုတန်းဖြစ်ဟေမီပြားနဲ့မိတ်ဆက်ပေးလိုက်တာပါ။ပေါလူကြီးမင်းလည်းသူတို့ကိုဟေမီပြားဆင်းခွာတဲ့အကြောင်းရင်းတွေမေးလိုက်ပါတယ်။ အဲ့ဒီမှာရဲကြီးထွက်လာပြီးတော့နင်ဂျာတိုက်ကွက်တွေကိုစပြီးတော့ထုတ်သုံးပါတော့တယ်။ကန်ကောင်းကျွန်တော်အာယူပါလာကြောင့်အာယူကရဲကြီးကိုရှင်းဖို့စူးစမ်းနေပါတယ်။အဲနောက်ရဲကြီးကမိโกဘုံအကွက်ကိုထပ်သုံးပြီးတော့အာယူကိုထားရစ်ခဲ့ပါတယ်။အာယူကတော့မိโกတွေထဲမှာကြံနေခဲ့စင်မှာရဲကြီးကပေါင်လူကြီးမင်းမျက်နှာတဲ့တဲ့ကိုဓာတ်နဲ့ရွေပြီးတော့ရောက်လာခဲ့တာပါ။ပေါင်လူကြီးမင်းကိုထိကန်နှိလေးမှာပဲကြံကြောင်းရောက်ချလာပြီးတော့ရဲကြီးကိုဆက်ပြီးတော့ကျုံးမာတော့တယ်။ရဲကြီးလက်ကကြံကြောင်းဓာတ်နဲ့ချစ်လိုက်တာကြောင့်ကိုေးကြုံဖွားဖွားလေးလန့်သွားခဲ့တာပါ။အဲနောက်ရဲကြီးပြစ်လိုက်တဲ့စကြာဓာတ်လေးတွေကိုကြံကြောင်းပြန်တိုက်နိုင်ပြီး ရဲကြီးဘက်ကိုပြစ်လိုက်ပါတော့တယ်ရဲကြီးလည်းသူ့လက်နက်နဲ့သူ့နှစ်ဖူးမှပြန်ဆိုက်ပြီးတော့ဒေပွဲဝင်ရှားပါတော့တယ်ဂွေးကြုံဖွားဖွားနဲ့ဟဲမီပြားလည်းရဲကြီးတေသွားတာကြည့်ပြီးအံအုံးမှုထိတ်လန့်မှုတွေနဲ့မျက်နှာမှာပြည့်နှက်နေတော့တာပါအဲနောက်မှာတော့ပေါင်လူကြီးမင်းကရလာတဲ့တပ်တွေပြည်စည်းတွေကိုမင်းကြီးထံကိုတင်ပြလိုက်ပါတယ်ဒုံနဲ့ပေါင်လူကြီးမင်းလည်းကြိုးရံထွက်ဆိုချက်ကဟဲကွေဖေးကဖန်ကွေဖေးကိုဘလို့ကြောက်ချခဲ့ကြောင်းထွက်ဆိုခဲ့သလိုလက်ခံထားတဲ့ဂျပန်ရွှေတွေဘာအကြောင်းကိုပြောပြပါတယ်အဲကြောင့်ပေါင်လူကြီးမင်းကအမှုကိုစီရင်ပြီးသွားပြီဖြစ်တဲ့အတွက်မင်းကြီးကိုအပြစ်ဒဏ်ချမှတ်ခိုင်းလိုက်ပါတော့တယ် ဒါမဲ့မင်းကြီးကတော့ဟဲကွေဖေးအပြစ်ဝင်ခံသေးလားလို့မေးပါတယ်။ဘောင်လုံးကြီးမင်းကဟဲကွေဖေးဟာအပြစ်ရှိတာထင်ရှားနေတာကြောင့်ဝင်ခံတာမဝင်ခံတာကအရေးမကြီးတော့ပါဘူးလို့ရှောက်တင်လိုက်ပါတယ်။မင်းကြီးကတော့ဘောင်လုံးကြီးမင်းပြောတဲ့အတိုင်းပဲနောက်ဆုံးမှကွေဖေးတယောက်နဲ့တော့ရင်ဆိုင်ရမယ်ဆိုတဲ့အချိန်ကိုရောက်လာခဲ့ပါပြီ။တာဟဲနန်းဆောင်မှာတော့ကြံကြောင်းတဲ့အာယူတို့ကရဲကြီးဝင်ထွက်နေတဲ့နေရာကိုလိုက်ပြီးတော့ဆစ်ဆီးနေပါတယ်။ရဲကြီးဟာရေတွင်းဘေးနန်းကိုအသုံးချပြီးတော့မြေအောင်လှိုင်းကိုတစ်ခုတူးထားခဲ့တာလို့ကြံကြောင်းကပြောလိုက်ပါတယ်။အားကြောင့်လေရဲကြီးတယောက်တာဟဲနန်းဆောင်ကလည်းဝင်ထွက်သွားလာနေတာကို ဘယ်သူမှမသိနိုင်ပဲဖြစ်နေကြောင်းအာယူကိုရှင်းပြလိုက်ပါတယ်။အာယူလည်းဒါရီကုံပေါလုံကြီးမင်းထိန်းချုပ်ထားတယ်ဆိုပေမဲ့အရန်ကုံအန်ဒီရများသလိုဂျန်ကျောင်းသာအချိန်မီမရောက်လာရင်ပေါလုံကြီးမင်းအနေနဲ့အသက်အန်ဒီရရှိသွားနိုင်တယ်လို့ပြောလိုက်ပါတယ်။ဂျန်ကျောင်းတော့အာယူမှာပေါလုံကြီးမင်းကိုကာကွယ်ပေးနိုင်စွမ်းနဲ့ရှိတာကြောင့်သူကတော့ယုံကြည်နေပါတယ်။အာယူကပေါလုံကြီးမင်းကိုကာကွယ်ပေးလို့ရပေမဲ့ရဲကြီးကိုဖမ်းမိနိုင်ဖို့ကတော့အဆင်မပြေဘူးလို့ပြောလိုက်ပါတယ်။ဂျန်ကျောင်းတော့အမှုကိစ္စတွေအားလုံးရှင်းသွားပြီမလို့ရှင်မင်းကြီးဘလို့အပြစ်ပေးမလဲဆိုတာကိုပဲစောင့်ကြည့်ရမယ်လို့ပြောလိုက်တာပါ။ နန်းဆောင်ထဲမှာတော့ကွေးကြုံဖွားဖွားနဲ့ဟဲမီပြားတို့တိုင်ပင်စကားပြောနေပါလေကွေးကြုံဖွားဖွားကတော့ပေါင်လူကြီးမင်းဒီလိုတွတ်ချက်ထားမဲ့ကိုမသိခဲ့တာကြောင့်ရဲကြီးကအလကားတီးခဲ့ရတာပဲလို့ပြောနေပါလေဟဲမီပြားတော့တလှမ်းမှားတာနဲ့တပွဲလုံးရှုံးသွားပြီဖြစ်တဲ့အတွက်ဘသူ့ကိုမှအပြစ်တင်လို့မရဘူးလို့ပြောလိုက်တာပါဒါမဲ့ကွေးကြုံဖွားဖွားကတော့နောက်ဆုံးခွင်းကြံနေသေးတယ်လို့ပြောလိုက်တာကြောင့်ဟဲမီပြားလည်းဒီလိုအဆုံးသတ်ရောက်နေရတော့ဘာလို့ချိန်နေသေးတာလဲလို့ထပ်မေးလိုက်ပါလေပေါင်လူကြီးမင်းတို့ကဟဲမီပြားတို့ကိုအရှင်မင်းပြစ်ဒဏ်ပေးတာကိုစောင့်ဆိုင်းခိုင်းတဲ့အတွက်မင်းကြီးကတားဟင်နန်းဆောင်လာမှာပဲဖြစ်ပါလေ ဒါတော့ကိုေးကြုံဖွားဖွားကအရှိမင်းကြီးတားရဲ့နန်းဆောင်လာတာနဲ့ဟဲမီပြားရဲ့ဝိညာဉ်ညှို့အတက်ကိုစီရင်ပြီးတော့ရှင်မင်းကြီးကိုထိန်းချုပ်နိုင်လို့ရှိရင်တို့မှအခွင့်ရှိနိုင်သေးတယ်လို့ပြောလိုက်တာပါဒါပေမဲ့ဟဲမီပြားကဒီနေရာနန်းဆောင်ဖြစ်ပြီးတော့တိုင်းမတက်တာကြောင့်ထွက်ပြေးလို့လည်းလွတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့လူတိုင်းအောင်မှာဝိညာဉ်ညှို့အတက်ကိုသုံးလို့မဖြစ်တာကြောင့်မင်းကြီးကိုထိန်းချုပ်ပြီးတော့လည်းဘာမှမလုပ်နိုင်တဲ့အကြောင်းကိုပြောလိုက်တာပါကိုေးကြုံဖွားဖွားတော့ထိန်းရန်သခင်ရဲ့အစီအစဉ်ကမပြီးမြောက်သေးတာကြောင့်တားဆုံးဘီယံကိုသာတတ်လိုက်ရင်တိုင်းပြည်ရေးရာတွေရှုပ်ထွေးသွားမှာတေးကြတယ်လို့ပြောလိုက်ပါတယ် အားတောင်အဲ့လိုသားရှုပ်ထွေးသွားရင်ထိန်ရန်သခင်ရဝင်တိုက်ဖို့အခွင့်ရလိမ့်မယ်လို့ကိုယ်ကြုံဖွားဖွားကထပ်ပြောလိုက်တာပါဟဲမီပြားတော့သူ့ရဲ့တာဝန်ထဲမှာရှီမင်းကြီးကိုလုံးကြံမှုမပါဘူးလို့ပြန်ပြောလိုက်ပါလေအားတောင်ကိုယ်ကြုံဖွားဖွားလည်းဟဲမီပြားကိုတင်ပြထားတဲ့ထဲမှာအတင်းကျပ်ဆုံးတားမိထားတာကအချစ်ပဲလို့သတိပေးလိုက်တာပါပြီးတော့ဟဲမီပြားကရှီမင်းကြီးပေါ်ဝင်းညညို့အတက်မသုံးလို့ရဲကြီးကိုလည်းကြိုးရံကိုစောစောရှင်းဝင်မပေးတဲ့ပြင်ဖန်ကွေဖေးရဲ့အသက်ကိုပါချမ်းသာပေးကြတာပဲလို့ကိုယ်ကြုံဖွားဖွားကပြောလိုက်ပါလေအဲ့ဒါတွေကပေါင်လုံးကြီးမင်းကိုနန်းတွင်နဲ့ဝင်းမို့ဖြစ်လာစေပြီးတော့ ဒါရီကုံလုံးကဟဲမီပြားအရှင်မင်းကြီးပေါ်တန်အောင်စင်တွေ့နေလို့ပဲလို့ပြောလိုက်ပါတယ်ဟဲမီပြားကတော့သူဟာလူသဘောတဘာဝအတိုင်းအချင်းနဲ့တန်အောင်စင်တကူရှိနေသေးတာဟာသူကအသက်ရှင်နေတဲ့လူတယောက်မလို့ပဲလို့ရှင်းပြလိုက်ပါတယ်အဲကြောင့်သူဟာကြိုက်တယ်လို့ထိန်းချုပ်လို့ရတဲ့ကိရိယာမဟုတ်ဘူးလို့ဟဲမီပြားထပ်ပြောလိုက်တာပါကိုကြုံဖွားဖွားတော့ဟဲမီပြားတကယ်ပဲအရှင်မင်းကြီးချစ်တဲ့မိပြားဖြစ်နိုင်မယ်ထင်လားလို့မေးလိုက်ပါတယ်ပြီးတော့ဟဲမီပြားကိုရှင်မင်းကြီးတို့ကသားတော်မွေးပြီးတော့အိုတဲ့ထိသူနေသွားမလို့လားလို့ထပ်မေးလိုက်တာပါဟဲမီပြားတော့အဲ့ဒါတွေကဇိမ်ခံပစ္စည်းတွေဖြစ်လို့ မင်းကြီးကသာသူ့ကိုအမှတ်ရနေဖို့ပဲသူမျော်လင့်တာဖြစ်ပါတယ်အဲတော့ဟေမီပြားအရှင်မင်းကြီးကိုထိခိုက်ဖို့ဆိုတာမဖြစ်နိုင်လို့တပ်ဖို့ဆိုတာပိုလို့တော့မဖြစ်နိုင်ပါဘူးလို့ပြောလိုက်တာပါဂွေးတုံဖွားဖွားလည်းစိတ်ဆိုးပြီးတော့ဟေမီပြားကိုအရှင်မင်းကြီးအပြစ်ပေးတာပဲစောင့်နေလိုက်တော့လို့ပြောလိုက်ပါတော့တယ်ဟေမီပြားကတော့တားဆုံးဘီရင်ဖြစ်တာကြောင့်ဘီရင်တစ်ပါးလုံးတင်တာကိုလောက်ရမှာပဲလို့ပြောပါတယ်အဲတော့ဟေမီပြားကသူ့ကိုသေးတံပေးတာဟာမင်းကြီးရဲ့တကူဒီသောရွေးချယ်စရာပဲလို့ထပ်ပြောလိုက်တာပါဟေမီပြားတော့အရှင်မင်းကြီးတတ်လို့သေးရမယ်ဆိုရင်တော့မင်းကြီးလက်နဲ့မဟုတ်လို့သူသေးရတာဂျင်းနဲ့တယ်လို့ပြောလိုက်ပါတယ် အာနာကွေးကြုံဖွားဖွားတော့ဟဲမီပြားထိန်ရန်သခင်ကိုတစ္ဆာဖောက်တာကြောင့်ဟဲမီပြားဖြစ်ချင်းလို့မဖြစ်เสียဘူးလို့ပြောလိုက်တာပါကွေးကြုံဖွားဖွားလည်းဖွက်ထားတဲ့ဓာတ်ကိုအသင်ထုတ်သခင်စားဟဲမီပြားကိုအပြစ်ပေးမှာဖြစ်လို့တပ်ပြစ်ဖို့ရွယ်နေပါပြီအဲ့ချိန်နောက်ကနေကြံကြောင်းနဲ့အာယူတို့ဟာကွေးကြုံဖွားဖွားကိုဓာတ်နဲ့ထိုးပြီးအဆုံးသတ်ပေးလိုက်ပါလေအနာမတော်ကျူရှန်နန်းဆောင်ရှီချွဲတို့လည်းအာယူကိုနန်းတွင်ထဲမှာမနေတော့ဘူးလားလို့မေးနေကြပါလေပြီးတော့ကျူရှန်နန်းဆောင်လူတွေနဲ့ဖမ်မီပြားတို့ဟာအာယူနဲ့ပေါင်လူကြီးမင်းတို့ကသူတို့ကိုကူညီပေးခဲ့တာကြောင့်ဂျေဆုတင်နေခဲ့ကြပါလေ ဖမ်မီပြားတော့ပေါင်လူကြီးမင်းတို့သာနန်းတွေနဲ့လာမစစ်စေးရင်သူ့အနေနဲ့မတရားဆွဆွဲခံပြီးတော့တေးသွားလိမ့်မယ်လို့ရှင်းပြပါတယ်။ဖမ်မီပြားတော့အိုင်ယူနန်းတွေနဲ့လာခြင်းတိုင်းသူ့ကိုပြောလိုက်တာနဲ့ရှီချွဲကိုလာကြိုခိုင်းမှမယ်လို့ပြောပါတယ်။အဲနောက်အိုင်ယူလည်းအရှိမင်းကြီးလာပြီလားလို့မေးတာကြောင့်ဖမ်မီပြားလည်းတားရဲ့နန်းဆောင်သွားတယ်ထင်တယ်လို့ပြောလိုက်တာပါ။အဲနောက်ရှီမင်းကြီးကတားရဲ့နန်းဆောင်မှာဟဲမီပြားကိုသွားပြီးတော့တွေ့ပါတယ်။ရှီမင်းကြီးကတော့ဘာလို့ဟဲမီပြားလိုတွေလောက်ခဲ့လဲဆိုတာကိုမေးလိုက်ပါတယ်။မင်းကြီးကတော့ဖန်ကွေဖေးကလည်းဟဲမီပြားကိုကောင်းပေးခဲ့တယ်လို့မင်းကြီးကိုယ်တိုင်ကလည်းဟဲမီပြားကိုဒီလောက်ချစ်တာကြောင့် ဒီလိုလုပ်ဖို့အကြောင်းအရာမရှိပါဘူးလို့ပြောလိုက်တာပါမင်းကြီးကတော့သူရမ်းချရတဲ့အမျိုးမီးတယောက်ကဒီလိုရက်ဆက်တဲ့လုပ်ရမျိုးလုပ်တာအကြောင်းရင်းကိုသာမသိရရင်တစ်သလုံးသူနာကျင်သွားလိမ့်မယ်လို့ပြောပါတယ်အဲတော့မင်းကြီးကသူအုံမင်းသွားလို့မသေးခင်ချိန်ထိတန်တရားမေးခွန်းနေနဲ့တေဆုံးခိုင်းမှလာလို့မေးခွန်းထုတ်လိုက်ပါတယ်ဂျိုနဲ့ဟဲမီပြားလဲဂျပန်ဘီရင်ကြီးကရုပ်သေးရုပ်တရုပ်ဖြစ်ပြီးတော့တကယ်အာနာရှိတာဆွေမျိုးဖြစ်တဲ့ထိန်ရွမ်မျိုးနယ်ပဲလို့ပြောပြလိုက်ပါတယ်အဲတော့နှစ်တရားကျော်မှထိန်ရွမ်သခင်ကြီးကမှတကယ်အုပ်ဆိုးသူပါပဲလို့ရှင်းပြလိုက်တာပါ ဟဲမီပြားဘရင်ကြီးရဲ့အမတော်ဖြစ်ပေမဲ့သူတို့မျက်လုံးထဲမှာတော့သူဟာသုံးချခံကရိယာဖြစ်နေရာကြောင့်တားဆုံးကိုသူတို့ကပဲရှေလွတ်ခဲ့ကြအောင်ပြောပြလိုက်ပါတယ်။အဲတော့မင်္ဂလာဆက်သားရဲ့ရွေချက်ကအရှိမင်းကြီးအချစ်ကိုရအောင်ယူပြီးတော့သားတော်မွေးဖွားပြီးရင်တားဆုံးရဲ့အရှိမင်းကြီးအရာရာကိုစက်ခံဖို့ပဲဖြစ်တယ်လို့ပြောပြလိုက်ပါတော့တယ်။ပြီးရင်ကြောင်မျိုးနွယ်မျိုးဆက်တွေအားလုံးကတကယ်မျိုးနွယ်တွေဖြစ်တဲ့အထိဖြစ်လာပြီးနောက်ဆုံးမှာတားဆုံးပြီးကဂျပန်လက်အောက်ခံတိုင်းပြည်ဖြစ်လာဖို့အတွက်အဓိကရွေချက်နဲ့လှုပ်ခဲတာလို့ရှင်းပြလိုက်တာပါ။အဲတော့မင်းကြီးလည်းသူ့ရဲ့မေတ္တာကိုရဖို့ ဟဲမီပြားကဘလို့သေးချာနိုင်တာလဲနဲ့ဟဲမီပြားရဲ့စိတ်ထဲမှာတခြားမိပြားတွေကအရှင်မင်းကြီးတို့ကတားတော်မွေးမပေးနိုင်ဘူးလို့ထင်နေတာလားလို့မေးလိုက်တာပါအဲတော့ဟဲမီပြားလဲကွေးကြုံကရဲ့ကြီးကိုဖမ်မီပြားလွယ်ထားတဲ့ခလေးကိုဖျက်ဆီးခိုင်းလိုက်တာလို့ပြောပြလိုက်ပါတော့တယ်ပြီးတော့မင်းကြီးကဟဲမီပြားကိုမြင်မြင်ချင်းမှချစ်မိစေဖို့အတွက်သူ့မှာအောက်လန်းတက်မသုံးလို့မရခဲ့တာကြောင့်ရှင်မင်းကြီးရဲ့နှလုံးသားကိုထိန်းချုပ်ခဲ့တာလို့ပါပြောပြလိုက်တာပါအဲတော့မင်းကြီးလဲဟဲမီပြားသူ့ကိုတစ်ချိန်လုံးအောက်လန်းနီးသုံးနေခဲ့တာလားလို့ထံမေးလိုက်ပါတယ် အမီပြားတော့သူအဲ့လိုသုံးတာပထမဆုံးချိန်မင်းကြီးနဲ့တွေ့တုန်းကတခါပဲလို့ပြန်ပြောလိုက်ပါတယ်။နောက်တော့ဟဲမီပြားကရှင်မင်းကြီးပေါ်စိတ်ရင်းနဲ့ပြုစုခဲ့တာဖြစ်ကြောင်းကိုလည်းထပ်ရှင်းပြပါတယ်။ဟဲမီပြားတော့သူ့ပေါ်ဖန်မီပြားတလောက်ထိကောင်းနိုင်မယ်လို့မထင်ထားခဲ့ကြောင်းနောင်နာတွေရနေပြီးတော့ငိုနေခဲ့ပါပြီ။ပြီးတော့ဟဲမီပြားကရှင်မင်းကြီးနဲ့အတူရှိခဲ့တဲ့နေ့ရက်တွေမှာရှင်မင်းကြီးပေါ်မှာတကယ်ချစ်မြနိုးသွားမိခဲ့ကြောင်းကိုလည်းပြောပါတယ်။ဒါမှလည်းဟဲမီပြားအမားကြီးမှားပြီးတော့အချိန်မမီတော့ပဲဇက်တိုက်အမားတွေပဲလုံနေမိခဲ့တော့တာပါ။ ရှေမီကြီးအရင်ချိန်ကဖန်မီပြားကိုတေးတန်ပေးရတော့မဲ့အတွက်နာကျင်ခဲ့ရပြီးအခုတော့ဟဲမီပြားဒီညမှာဒန်ခမ်းမှာဖြစ်သွားတာကြောင့်တေးတန်ပေးဖို့လိုအပ်တယ်လို့ပြောလိုက်တာပါအဲ့ဒါကမှတအားဆုံးဘီရင်ကြီးရဲ့ရှောင်းလွှဲလို့မရတဲ့တောင်းဝင်ပဲလို့ဟဲမီပြားကပြောလိုက်ပါတော့တယ်တကယ်လို့လာပိုင်းလေးပဲချိန်ရခဲ့လဲရှေမီကြီးစီကရခဲ့တဲ့အချစ်တွေကအရာအလုံးထက်တာလွန်သွားပါပြီလို့ထပ်ပြောပါတယ်ဒါကြောင့်ဟဲမီပြားရှေမီကြီးနေနဲ့နူးညံ့ဖြူစင်ခဲ့တဲ့ဟဲမီပြားကိုပဲအမှတ်ရနေပေးဖို့ကိုမျှော်လင့်တယ်လို့ပြောလိုက်ပါတော့တယ် ရေမင်းကြီးနဲ့ဖမ်မီပြားပေါ်တစ္ဆာဖောက်တဲ့မိမဆိုးတယောက်အနေနဲ့မမှတ်ထားပဲနေမယ်ဆိုလို့ရှိရင်ဟဲမီပြားကတမလွန်မှာသူကျင်နဲ့နေနိုင်မှာပါလို့ပြောပါတယ်။အဲတော့ဟဲမီပြားသူ့ကိုသူအဆုံးသတ်ဖို့အတွက်သူ့ကိုတေးတန်းပေးလိုက်ဖို့မင်းကြီးကိုတောင်းဆိုလိုက်တာပါ။အဲနောက်တော့ဟဲမီပြားကသူ့ကိုယ်တိုင်မဲ့ဓာတ်ကိုကောက်ယူအပြစ်ကျူးလို့နဲ့သူ့ကိုယ်သူအဆုံးသတ်ပြလိုက်ပါတော့တယ်။မင်းကြီးလည်းမျက်ရည်တွေကျတယ်ပြီးဖမ်မီပြားကလည်းစိတ်မကောင်းနေဖြစ်နေရတာပါ။ဖမ်မီပြားကတော့ဟဲမီပြားခောက်ပေးခဲ့တဲ့စက်ကူငှက်လေးတစ်ကောင်ကိုဘူးတဲ့တေးချထဲ့ကညမလိုချေရတဲ့ဟဲမီပြားကိုကောင်းကောင်းသွားဖို့ပြောနေလိုက်ပါတယ်။ အနာတော်ပေါင်လုံးကြီးမင်းတို့လည်းခိုင်ဖုံးယုံတော်ကိုပြန်လည်ရောက်လာကြပြီးကိုဝင်ဆောင်တက်ခံတဲ့အမှုမှာတရားခန်းသေးသွားတာကြောင့်ဒီအမှုကိုပြီးဆုံးကြောင်းဆရာကုန်းဆုံးမှတ်ခိုင်းလိုက်ပါတယ်ပြီးတော့မနက်ဖြန်မှာခိုင်ဖုံးယုံကိုစားပြုပြီးတော့အိမ်သားတွေကိုထောက်ပံ့ချေပေးလိုက်ဖို့ပြောပြီးသူ့ရဲ့စာနာနှစ်သိမ့်မှုကိုအစားပြောပေးဖို့ပေါင်လုံးကြီးမင်းကမှားထားလိုက်ပါတယ်အနာမှာတော့အာယူကဟဲမီပြားကိုရှင်မင်းကြီးတကယ်ပဲတည်တံပေးလိုက်တာလားလို့ပေါင်လုံးကြီးမင်းကိုမေးပါတယ်ပေါင်လုံးကြီးမင်းကတော့ရှင်မင်းကြီးနေတဲ့အဲ့လိုသားမလုပ်ရင်ပြဿနာတက်သွားနိုင်တယ်လို့ပြောပြလိုက်ပါတယ် ဆရာကုန်းစွန်းလဲအရှင်မင်းကြီးကဟဲကွေဖေးကိုအရန်အောင်ချစ်မြတ်နိုးတာကြောင့်အရန်ကိုနာကျင်ရမှာပဲလို့ပြောလိုက်တာပါဒါပေမဲ့ကြံကြောင်းတော့ဖန်ကွေဖေးကပို့ပြီးတော့ဝမ်းနေနေရမယ်ထင်တယ်လို့ဝင်ပြောလိုက်ပါတယ်ပြီးတော့ကြံကြောင်းကအရှင်မင်းကြီးဟာဖန်ကွေဖေးပေါ်အရန်အေးဆက်ခဲ့ပြီးတော့အခုဖြူစင်ကြောင်းအောင်ပြနိုင်ပြီဆိုမြန်ဖန်ကွေဖေးအနေနဲ့အရှင်မင်းကြီးကိုထပ်ပြီးတော့လက်ခံနိုင်ပါမလားလို့လည်းပြောလိုက်ပါတယ်အာယူကတော့ဒီအပိုင်းမှာဖန်ကွေဖေးဘေးမှာနေခဲ့ရတာကြောင့်ဖန်ကွေဖေးကအရှင်မင်းကြီးကိုအရန်ကိုချစ်တဲ့အတွက်မင်းကြီးကိုခွင်းလို့လက်ခံပေးနိုင်မှာပါလို့ပြောလိုက်ပါတယ် အဲ့နောက်မှာတော့မင်းကြီးကကျူးရှန်းနန်းဆောင်စီသွားပြီးတော့ဖမ်မီပြားကိုသွားပြီးတော့တွေ့ခဲ့ပါပြီ။မင်းကြီးကဖမ်မီပြားသူ့ကြောင့်ဒုက္ခတွေအများကြီးကြုံခဲ့ရတဲ့အတွက်အစဉ်ပြေမပြေလာပြီးတော့ကြည်လာပါ။ဖမ်မီပြားကတော့သူ့အပြစ်မရှိတာကိုမင်းကြီးယုံနိုင်ပဲသူ့အတွက်လုံလောက်ပါပြီလို့ပြောလိုက်ပါတယ်။မင်းကြီးကတော့သူ့ဟာဖမ်မီပြားကိုအစကမယုံခဲ့ဘူးလို့ပြောနေခဲ့တာပါ။ဖမ်မီပြားကတော့ရှေမင်းကြီးသာသူ့ကိုမယုံခဲ့ရင်ပေါင်လူကြီးမင်းကိုနန်းတွင်းဝင်ပြီးတော့စေစေးခိုင်းမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ကြောင့်ဖမ်မီပြားကတော့ရှေမင်းကြီးကိုနဲ့နဲ့လေးမှအပြစ်မြင်ခဲ့ခြင်းမရှိပါဘူး။ မင်းကြီးကတော့နောက်ကိုဖမ်မီပြားကိုပို့ပြီးတော့ချက်သွားပါမယ်လို့ပြောလိုက်ပါတယ်။အန်တော်ရှိမင်းကြီးကဒီတစ်သက်လုံးဖမ်မီပြားပေါ်နည်းနည်းမှအခက်မကြုံစေရပါဘူးလို့ကတိပေးလိုက်တာပါ။တပတ်မှတော့ပေါလုကြီးမင်းဟာဖြစ်ပြခဲ့တာတွေအတွက်ဦးဤတော်ကိုသွားပြီးတော့ပြောပြနေပါတယ်။ဦးတော်ကတော့ဟဲကွေဖေးဖြစ်နေမယ်လို့သူမထင်ထားခဲ့ကြအောင်ပြောပါတယ်။ပေါလုကြီးမင်းကတော့အမှုတစ်ခုဟာပေါ်သွားပြီဖြစ်တာကြောင့်ဦးဤတော်ကိုလာပြီးတော့အထူးအနေနဲ့တင်ပြတာပါလို့ပြောပါတယ်။ဦးဤတော်ကတော့ပေါလုကြီးမင်းကြောင့်သာမဟုတ်ရင်ဖန်ကွေဖေးကတစ်သက်လုံးအပြစ်ကနေလွတ်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ ပြီးတော့ဒီအမှုကိုသာမဖြေရှင်းနိုင်အောင်နန်းဆောင်တွင်းမှာငိမ့်ချမ်းမှုလည်းရှိတော့မှာမဟုတ်ဘူးလို့ထပ်ပြောပါတယ်။ဦးတော်ကတော့ပေါလုံကြီးမြတ်ဖန်ကွေဖေးကိုကဲခဲ့ုံနေမှာကပဲအမတ်ကြီးဖန်ကိုတော့မှကဲခဲ့တာလို့ပြောနေခဲ့တာပါ။အဲ့လိုမှမဟုတ်ရင်ဖန်ကွေဖေးရဲ့ဆွေစဉ်မျိုးဆက်ကိုးဆက်ထိကိုမျက်ခမ်းမှာဖြစ်လို့ဖန်ကွေဖေးနေနဲ့အသက်တောင်ရှင်ရမှာမဟုတ်ဘူးလို့ဦးတော်ကပြောပါတယ်။ပေါလုံကြီးမြတ်အမတ်ကြီးဖန်နဲ့မိဖုရားရဲ့သားဖတန်ရုံးစင်ကကြီးမားတာကြောင့်ဖန်မိဖုရားမတရားဆွဆွဲခံရတော့အမတ်ကြီးဖန်လည်းခက်ခဲမှာပဲလို့ပြောပါတယ်။ ိုင်နာတော့မက်ကြီးဖန်ကသမီးဖြစ်သူကိုလာတွေ့ပြီးတော့ဝမ်းလဲလို့ငိုနေခဲ့တာပါပြီးတော့မက်ကြီးဖန်ကပေါင်လူပြင်းနန်းတွင်းဝင်ပြီးတော့ဆစ်ဆေးတဲ့အခါမက်ကြီးဖန်ရလက်ကိုမေးများအတွက်မမေးနိုင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်အဲတော့မက်ကြီးဖန်ကအခုမှပဲစိတ်ချလက်ချရှိတော့တယ်လို့သမီးဖြစ်သူကိုပြောနေခဲ့တာပါဖမ်မီပြားကတော့သူ့အနေနဲ့အဖေဖြစ်သူကိုတခုပြောဖို့စူးစမ်းနေတာပါပြီးတော့ဖမ်မီပြားကသူ့ကြောက်ချခံရကလေးကပြန်လဲမရှိတော့ဘူးလို့လည်းထင်ငယ်ချောင်းကိုထပ်ပြောပြပါတယ်တကယ်လို့ပေါင်လူကြီးမင်းသားနန်းတွင်းမှာလာပြီးတော့မဆစ်ဆေးပြင်ဖမ်မီပြားဟာမတရား ကိုမြန်ခံရနိုင်တယ်လို့ပြောပြလိုက်ပါတယ်။အားကြောင့်ဖမ်မီပြားဟာအဖေဖြစ်သူဖမ်မန်ကြီးဟာအကိုကိစ္စတောင်ပေါလုံကြီးမင်းမုံနေမှန်းသိတယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ပေါလုံကြီးမင်းကသူ့တားဖားရဲ့အသက်သခင်ဂျေဇူးရှင်ပဲဖြစ်တာကြောင့်ဂျေဇူးတင်တင်ကြောင့်ဖမ်မီပြားကထပ်ပြောလိုက်ပါတယ်။အားကြောင့်လက်မခံနိုင်ဖြစ်နေဖမ်မန်ကြီးကိုဖမ်မီပြားလည်းသူ့အစားသွားပြီးတော့ဂျေဇူးတင်နေပဲသဘောထားပြီးပို့တောင်းဆိုနေပါတယ်။ဖမ်မန်ကြီးကတော့ဖမ်မီပြားဟာကိုဖြစ်သူကိုတေးအောင်လုပ်ခဲ့တဲ့ရန်သူတော်ဂျေဇူးတင်နေနေရလားလို့မေးလိုက်တာပါ။ဖမ်မန်ကြီးကတော့သူ့အတွက်ခက်ခဲတာကြောင့်စဉ်းစားချိန်ပေးအောင်ပို့ တမီးဖြစ်သူဖမ်မီပြားကိုပြောလိုက်ပါတယ်အဲ့ဒါမှတော့ဖမ်မတ်ကြီးဟာပေါင်လူကြီးမင်းစီရောက်လာခဲ့ပြီးဂျေဇူးတင်စကားကိုလာပြောပါတော့တယ်အမတ်ကြီးဖမ်ကတော့ပေါင်လူကြီးမင်းနန်းတွင်းဝင်ပြီးတော့အမှုဖော်မှတမီးဖြစ်သူဖမ်မီပြားကဖြူစင်ချောင်းပြသွားနိုင်တဲ့အတွက်ပေါင်လူကြီးမင်းကိုဂျေဇူးတင်နေခဲ့တာပါပေါင်လူကြီးမင်းကတော့အနောက်ဆောင်မှာမတော်ဆမှုဖြစ်တော့ရှေးမင်းကြီးဟာသူ့ကိုနန်းတွင်းဝင်မှုခေါ်ပြီးတော့အမိန်တော်ရသူကလှုပ်ဆောင်ပေးခဲ့တာဖြစ်တဲ့အတွက်အမတ်ကြီးဖမ်တို့ကလောက်တာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ပေါင်လူကြီးမင်းကတကယ်လို့သာဖမ်မီပြားပါဝင်နေမယ်ဆိုရင်လည်း သူအတီမှုကိုတေးချဆစ်ဆေးပြီးတော့ရှင်မင်းကြီးကိုအမှန်တိုင်းရှောက်တင်မှာပါပဲလို့ထပ်ပြောလိုက်တာပါအဲဒါကြောင့်အဲ့လိုဖြစ်ခဲ့ရင်ဖန်မတ်ကြီးကဂျေဆုတင်နေအောင်ပါလားလို့ပေါင်လူကြီးမင်းကမေးလိုက်ပါတယ်အမတ်ကြီးဖန်လည်းစိတ်ဆိုးသွားပြီးတော့ပေါင်လူကြီးမင်းရဲ့ခိုင်ဖုံးတော်ကိုသူမလာခဲ့ဘူးလို့ပဲသဘောထားလိုက်လို့ပြောပြီးတော့ပြန်သွားခဲ့ကစိတ်ကောက်သွားပါတော့တယ်ဇာကွန်ဆိုလိုက်မတ်ကြီးဖန်ကဂျေဆုလာတင်တာကိုဘာလို့အလိုက်တင်လေဂျေဆုတင်မခံလိုက်တာလဲလို့ပေါင်လူကြီးမင်းကိုမေးလိုက်ပါတယ်ပေါင်လူကြီးမင်းကတော့သူကတကယ်ပဲအရှင်မင်းကြီးရဲ့အမိန့်ရအမှုကိုစစ်ဆေးတာဖြစ်တဲ့အတွက်အမှန်မဟုတ်တာကိုလက်မခံနိုင်ဘူးလို့ပြောလိုက်တာပါ အဲအောင်ဆရာကုန်းစွန်းလဲပေါင်လုံးကြီးမင်းဟာမှုထမ်းလာတာကြာပြီးဆိုပေမဲ့ဖြောင်းမှန်နေတော့ပဲမလို့ပေါင်လုံးကြီးမင်းကဂျေဆုတင်မခံတာကြောင့်အမတ်ကြီးဖန်ကမကြေမနက်အညိုထားနေအောင်ပါပဲလို့ပြောလိုက်ပါလေပေါင်လုံးကြီးမင်းကတော့ဒါအညိုတေးတွေကိုရှော့ဖို့အခွင့်ကောင်းစွာသိပေမဲ့လည်းဒီလိုလုံးမိတာကိုသူနောင်တမရဘူးလို့ပဲပြောလိုက်တာပါပြီးတော့ပေါင်လုံးကြီးမင်းဟာအမတ်ကြီးလက်တုံးပြန်မာကိုလည်းကြောက်မနေခဲ့ပါဘူးအဲနောက်မှာတော့အမတ်ကြီးဖန်ကအမတ်အိမ်တော်ပြန်ဟုတ်တဲ့အထိပေါင်လုံးကြီးမင်းကိုစိတ်ဆိုးဒေါသထွက်ကတချူးချူးဆဲဆဲဖြစ်နေပါအိမ်တော်ဒိန်ဖန်ချီကတော့ပေါင်လုံးကြီးမင်းမသိတတ်တာလေးတခုကြောင့် အမဂျီဖန်အနေနဲ့စိတ်ဆိုးဒေါသထွက်နေဖို့မလိုကြောင်းအကြံပေးပါလေမဂျီဖန်ကတော့ပေါင်လူကြီးမင်းသူ့အပေါ်မှာဒီတစ်ခါပဲကျေးဇူးရှိတာကြောင့်နောက်တစ်ခါကျရင်ပေါင်လူကြီးမင်းကိုပြန်ဆက်ပြီးတာနဲ့သူနဲ့ပေါင်လူကြီးမင်းအညိုးတွေကိုအဆုံးအထိတည်သွားတော့မယ်လို့ကြိမ်းဝါနေတာပါအဲတော့မှတော့အိုင်ဟူလည်းမဂျီဖန်ပေါင်လူကြီးမင်းစီကျေးဇူးလာတင်တာကိုတည်သွားခဲ့ပါလေကြံကြောင်းတော့အိုင်ဟူကိုအပြောမစောဖို့နဲ့တိတ်မကြခင်မှာအမဂျီဖန်ကဒါတွေကိုမေ့သွားမှာပဲလို့ပြောလိုက်ပါလေအိုင်ဟူကတော့မဂျီဖန်မေ့ရင်တော့ဖန်ကွေဖေးကတော့မေ့မပြက်တော့ပါဘူးလို့ပြောလိုက်တာပါ ကျန်တော့လေဒီကိစ္စကဖန်ကွေဖေးအတွက်ရိုက်ခတ်မှုတော်တော်လေးကိုကြီးသွားတာကြောင့်ဗဲမိနိုင်ပါမလဲလို့ဝင်ပြောပါတယ်။ဒါပေမဲ့လူများစုတွက်တော့မျက်စိရှိကဖြတ်သွားတဲ့အခိုးငွေလိုပဲလို့ကျန်တော့ကရှင်းပြလိုက်တာပါ။အဲလိုတွေကြောင့်ပဲဒီကိစ္စလည်းအချိန်နဲ့မျှမေးပြောက်သွားလိမ့်မယ်ဆိုတာသေချာနေပါတယ်လို့ကျန်တော့ကပြောပြလိုက်ပါတယ်။ပြီးတော့ကျန်တော့ကဒီကိစ္စဟာနောက်ဆုံးမှာတော့လူတွေရဲ့မှတ်ညံထဲမှာပိတ်လောင်နေမျိုးမှာပဲလို့ပြောလိုက်တာပါ။အဲဒီနောက်မှာတော့ဖန်ကွေဖေးဟာဟဲမီပြားအဆုံးစီရင်သွားကြတဲ့ကပိတ်ထားခဲ့တဲ့တားရဲ့နန်းဆောင်ကိုလာပြီးတော့ကြည့်နေပါတယ်။ဖန်မီပြားကတော့တားရဲ့နန်းဆောင်တစ်ခုလုံးကိုကြည့်လိုက်ပြီး သူနဲ့ဟယ်မီပြားရဲ့အမှတ်တရလေးတွေကိုပြန်ပြီးတော့သတိရနေခဲ့တာပါ။အလောင်ရှိချွဲလဲဟယ်မီပြားကမရှိတော့တာကြောင့်ဘာလို့တားရင်နန်းဆောင်လာပြီးတော့စိတ်ဆင်းရဲစရာတွေပြန်အမှတ်ရနေမှာလဲလို့မေးလိုက်ပါလေ။ဖမ်မီပြားကတော့အဲ့ဒီချိန်တွေကအိမ်မက်မက်နေသလိုဝေဝဲမရဘူးလို့ရှိချွဲကိုပြောလိုက်တာပါ။ပြီးတော့အဲ့ဒီချိန်တွေကတကယ်ဖြစ်ပျက်ခဲ့တာလားဆိုတာတွေးနေမိတာကြောင့်တားရင်နန်းဆောင်လာကြည့်ချင်းခဲ့တာလို့ဖမ်မီပြားကရှင်းပြလိုက်ပါလေ။ဖန်ထိန်တော်ကတော့နန်းတွင်ရေးဌာနကတားရင်နန်းဆောင်ကိုဖျက်ပြစ်တော့မှာဖြစ်လို့နောက်လင်းဆိုရင်ဖျက်ဖို့အလုပ်စားတော့မှာဖြစ်တဲ့အတွက်အဲ့ဒီအကြောင်းကိုပြောပြပါလေ။ ဖမ်မီပြားလည်းပြတ်မယ်ဆိုတဲ့စကားကြားပြီးတော့ပို့ပြီးတော့ဝမ်းနေလာပါလေ။အဲဒါကြောင့်ဖမ်မီပြားကတရဲ့နန်းဆောင်ကိုနန်းရီးရဌာနကဖျက်လိုက်လေသူ့အုံနောက်ထဲကမှန်ညာတွေကိုတော့ဖျက်ပြေလို့မရနိုင်ဘူးလို့ကဗျာဆန်းဆန်းလေးပြောလိုက်ပါလေ။ဖမ်မီပြားကတွင်းနဲ့ပို့ပို့ဝမ်းနေလာပြီးတော့ဟဲမီပြားကြောင့်စဉ်းစားနေမျက်ရည်တွေကျနေခဲ့တာပါ။ဖမ်မီပြားတော့သူတို့ကြားမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့သူ့အတွက်တော့ဟဲမီပြားညမာလေးတယောက်လိုပါပဲလို့တွေးနေပြီးဝမ်းနေမျက်ရည်တွေကျနေရတာဖြစ်ပါလေ။ဖမ်မီပြားကကြွေကြလာတဲ့စာကူရာပွင့်ပတ်လေးကိုလက်နဲ့ဆုပ်ထားပြီးတော့ဟဲမီပြားကို တရီရနေပါတော့တယ်အဲနောက်တော့ဖန်မီပြားဟဲမီပြားခောက်ပေးတယ်ဇကူငှက်ရုပ်လေးထည့်ထားတဲ့ဘူးလေးကိုတာဟဲနန်းဆောင်ကနေရလာတဲ့ဇာကူရာပွင့်ပတ်လေးပါထည့်သိမ်းထားလိုက်တော့တာပါဒါမှမဟုတ်ဆရာကုန်းစွာအမှုမှတ်တမ်းတွေကြည့်ပြီးတော့တွေးနေမိပါတယ်အဲကြောင့်ဆရာကုန်းစုံကတေဆုံးနေတာခဲ့တဲ့ကိုဝင်းသေး၃ယောက်ကနောက်ဆုံးတော့အေးချမ်းနေနိုင်ပါပြီလို့အိုက်ဟူနဲ့ကြံချောင်းကိုပြောပြနေတာပါပြီးတော့ဆရာကုန်းစုံကအနောက်ဆောင်ရဲ့ရှင်မြိုင်မှုတွေကြောင့်သူတို့ကိုအပြစ်မဲ့တဲ့နင့်နာသူတွေဖြစ်စေခဲ့တာပဲလို့သုံးသပ်နေပါတယ် အယူလဲသူဟာပေါင်လုံးကြီးမင်းနဲ့အမှုလိုက်ရှိခြင်းပေမဲ့အမှုတစ်ခုပြီးသွားတိုင်းမှာတချို့ယာတွေကလူကိုခံစားအခက်စီတာပဲလို့သူရဲ့ခံစားချက်ကိုဝင်ပြောပါတယ်။အဲကြောင့်အယူလဲဆရာကုန်းစွန်းနဲ့ကြံကြောင်းလဲအဲ့လိုဖြစ်မှာပဲနော်လို့ပြောလိုက်တာပါ။ကြံကြောင်းတော့ဘာမှမဟုတ်ပဲဖြစ်ဖြစ်ကျူးလွန်သူနဲ့နဲ့နာသူဆိုတာရှိနေတာပဲဖြစ်လို့အမှုကျူးလွန်ရတဲ့အကြောင်းအင်းကဘာပဲဖြစ်ဖြစ်လူစည်းရိုက်နဲ့မကွဲကွာနိုင်ဘူးလို့ပြောပြလိုက်ပါတယ်။အဲကြောင့်ဆရာကုန်းစွန်းလဲလူတဘာဝလောဘဒေါသမောဟတွေကအမှုကိုကျူးလွန်စေတဲ့တွန်းအားတွေပဲလို့ရှင်းပြပါတယ်။ဒီလိုမျိုးလူစည်းရိုက်တွေပါရင်ပတ်သက်လာတဲ့ သူတို့အမှုလိုက်တဲ့လူတွေစိတ်တွေကိုပါထိခိုက်စေတာပါပဲလို့ဇာကုန်းဆုံးကဆက်ပြောပြပါတယ်။အဲကြောင့်အိုက်ဟုလည်းတဖြည်းဖြည်းနဲ့ဓာရီကိုခန်းစားမိလာမှာပါလို့ပြောလိုက်ပါတယ်။အိုက်ဟုကတော့သူခန်းစားမိတာမနေတော့ပါဘူးလို့ပြောပြီးအမတ်ချုပ်ကြီးဝမ်ပေါင်လူကြီးမျိုးစီလိုင်းကောင်းတဲ့ကိစ္စမဟုတ်တာတေးကြနေကြောင်းကိုပြောပြလိုက်ပါတယ်။အဲကြောင့်အခုလည်းပေါင်လူကြီးမျိုးစီကိုအမတ်ချုပ်ကြီးဝမ်ထပ်ပြီးတော့ရောက်နေတာပဲလို့အိုက်ဟုကတဆက်တည်းပြောလိုက်တာပါ။တမမတော့အမတ်ချုပ်ကြီးကအနောက်ဆောင်မာဒီလိုကြောက်စရာကောင်းတဲ့ကိစ္စဖြစ်ခဲ့တာဟာပေါင်လူကြီးမင်းသားမင်းမိတ်နဲ့နန်းတွင်နဲ့ဝင်းမစေဆေးခဲ့ရင်တော့ အိုးမတွေးဝင်စရာပါပဲလို့ပြောလိုက်ပါတယ်။ပေါင်လင်ချင်းမင်းနဲ့အရှင်မင်းကြီးကဒီကိစ္စတွေကြောင့်ဟဲကွေဖေးကိုတော့မဖြစ်မနေသေးတယ်ပေးခဲ့ရတယ်လို့ပြန်ပြောပြပါတယ်။ပြီးတော့လူများကဲစရာမဖြစ်တော့ပေမဲ့ရှင်မင်းကြီးရဲ့စိတ်ထဲမှာတော့နေသားနေမမထင်ပါဘူးလို့ပေါင်လင်ချင်းမင်းကပြောလိုက်ပါတယ်။မန်ချိုဂျီဝမ်ကတော့အစမှရေဘေးဒုက္ခဖြစ်ပြီးဆက်ပြီးတော့နေဆက်ကဆောင်းဆောင်းတဲ့ရွံကျဲမှာတိုင်းပြည်သစ်စပေါက်ဆိုပြီးတော့ဆွဆွဲခံရတဲ့အပြင်အခုလည်းအနောက်ဆောင်မှာပါပြဿနာဖြစ်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ ဒါတော့မန်းချုပ်ကြီးဝမ်ကတော့ဒီစောင်းကတကယ်ကိုကိစ္စများများတို့လူပေါင်းဆိုတဲ့စောင်းပါပဲလို့ပြောလိုက်ပါတော့တယ်။ပေါင်းလုံးကြီးမြင်းကတော့ကပ်ဘေးပဲဖြစ်ဖြစ်လူပေးတဲ့ဒုက္ခဘေးပဲဖြစ်ဖြစ်အားလုံးကပြီးသွားပါပြီလို့ပြောလိုက်တာပါ။ဒါပေမဲ့မန်းချုပ်ကြီးဝမ်ကတော့ဒီထက်ပိုကြီးတဲ့ဒုက္ခတွေစတင်တော့မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကနှုံချစ်ကောင်းကစစ်တီအင်အားနဲ့ပုံကံပြီးတော့မင်းလုံနေတာကြောင့်နန်းတော်ဟာတီချင်းစစ်သူကြီးတီကိုသွားပြီးတော့ခြေမုံခိုင်းခဲ့ကြောင်းပေါင်းလုံးကြီးမြင်းကိုအဲ့ဒီအကြောင်းပြောပြလိုက်ပါတယ်။ပေါင်းလုံးကြီးမြင်းလည်းတီစစ်သူကြီးက အောင်မြင်မှုနဲ့အတူနန်းတော်ကိုပြန်လာခဲ့ပြီးတော့နှုံချေကောင်းကတော့ရှုံးနေသွားတာကြောင့်ပုံကံမှုကငြိမ်သက်သွားပြီပဲလို့ပြောလိုက်ပါတယ်အဲဒါကြောင့်ဘာလို့များအမတ်ချုပ်ကြီးဝမ်ကဘေးဒုက္ခတွေစတော့မယ်လို့ထင်နေရပါသလဲဆိုတာပေါလုံကြီးမင်းကစဉ်းစားခန့်နေခဲ့ပါတယ်အမတ်ချုပ်ကြီးဝမ်ကတော့အရှင်မင်းကြီးကစေသူကြီးတီဘောရန်ကိုကျင်းနဲ့အားရပြီးယာရူးတိုးပေးတော့မယ်အကြောင်းကိုရှင်းပြလိုက်တာပါပေါင်ကြီးမလဲစစ်သူကြီးတီကရဲရဲရင်းနဲ့တိုက်ပွဲဝင်ခဲ့တဲ့သူဖြစ်တာကြောင့်ရှင်မင်းကြီးကသူ့ရဲ့လှုပ်ဆောင်မှုအတွက်ယာရုတိုးပေးတာဒါဖြစ်တင်တာပဲလို့ပြန်ပြောပါရစ် ဒါပေမဲ့မတ်ချုပ်ကြီးဝန်ကတော့ရှေမင်းကြီးဟာစေရေးဦးစည်းဌာနကဝင်းကြီးကောင်းလောတော့ကိုယာရုကပယ်ပြီးတော့စေတူကြီးတီကိုစေရေးဦးစည်းဌာနကိုဦးစည်းခိုင်းတော့မယ်အကြောင်းကိုပြန်ပြီးတော့ပြောပြလိုက်ပါတယ်။စေဦးစည်းဌာနကနန်းတော်ရဲ့စေရေးကိစ္စတွေအားလုံးကိုစီမံကိုယ်ကဲရတာကြောင့်ဒိုင်းမီစတင်ပြီးတော့တီထောင်ကလေးကစေတူကြီးကိုစေရေးဦးစည်းဌာနဝင်းကြီးဖြစ်မခံဘူးကြောင်းအမတ်ကြီးဖန်ကပြောပြလိုက်ပါတယ်။အဲဒါကြောင့်ရှေမင်းကြီးဟာစေတူကြီးတီအတွက်နဲ့ရှေးလန်းစင်ကိုပယ်လိုက်တာဟာလူတွေပြောစရာဖြစ်နေခဲ့ပြီးတော့ အရာရှိတွေကလည်းမကြင်မနက်နဲ့လှုပ်ခတ်မှုတွေထလာတယ်လို့ ပေါင်လုံးကြီးမင်းကိုပြောပြလိုက်ပါတယ်အဲ့ဒါကလည်းမန်းချုပ်ကြီးဝမ်ကသူပြောတဲ့ဘေးဒုက္ခပဲလို့ရှင်းပြလိုက်တာပါအဲ့ဒါကြောင့်ပေါင်လုံးကြီးမင်းလည်းမန်းချုပ်ကြီးဝမ်ကိုဒီကိစ္စနဲ့ခိုင်ဖုံးရုံတော်တွေရောက်လာလားလို့မေးလိုက်ပါတယ်အမန်းချုပ်ကြီးဝမ်ကတော့ဒီကိစ္စကိုသူနဲ့သူပေါင်လုံးကြီးမင်းပါလိုက်ပြီးတော့နန်းတွင်ထဲမှာဝင်ရှောက်စေချင်နေတာပါအဲ့တော့ပေါလုံကြီးမင်းကသူနဲ့စစ်သူကြီးတီကအသွားလာရှိတယ်တငယ်ချင်းတွေဆိုတာတီလားလို့မေးပါတယ်မတ်ချုပ်ကြီးဝမ်ကတော့ပေါလုံကြီးမင်းနဲ့စစ်သူကြီးတီဟာတယောက်ကကာယတယောက်ကညာနာဖြစ်တာကြောင့ ဒိုင်းမီရဲ့ဒေါက်တာကြီးနှစ်ခုလောက်တောင်ပြောလို့ရအကြောင်းကိုပြောလိုက်ပါတယ်။ပြီးတော့မတ်ချုပ်ကြီးဝမ်ကပေါလုံကြီးမင်းနဲ့စေတူကြီးတီအချင်းချင်းခင်မင်းနာဟာတာမန်ပါပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ပေါလုံကြီးမင်းနဲ့မတ်ချုပ်ကြီးဝမ်ကသူဟာအရှင်မင်းကြီးကိုရှောက်တင်ပြီးစေတူကြီးတီအမြင့်တက်မှာကိုတားဆီးမယ်လို့မြင်းနေချောင်းတွေးမိသွားပါတယ်။မတ်ချုပ်ကြီးဝမ်ကတော့ပေါလုံကြီးမင်းဟာအလုံနဲ့ကိုကြီးကိုတာအမြဲတမ်းကွဲပြားထားခဲ့ပြီးတော့ဒီကိစ္စနဲ့အုပ်ချုပ်ရေးစနစ်နဲ့အငင်းပွားမယ်ကိစ္စပဲလို့ပြောလိုက်တာပါ။ပြီးတော့အရှင်မင်းကြီးကဒီလိုရဟာအစင်မပြေမှန်းသိရတဲ့ ဘယ်လိုလုပ်ထိုင်ကြည့်နေနိုင်ပါလဲလို့အမတ်ချုပ်ကြီးဝမ်ကပြောလိုက်ပါလေ။ပေါင်ကြီးမင်းလည်းအရင်ကအရှင်မင်းကြီးဟာမိမှုတန်းတွေရဲ့ယာရုတိုးမြင့်ခြင်းကိုတိတ်ပြီးတော့ဝင်မပါတတ်တာကြောင့်အခုလဲစစ်သူကြီးတီကိုစေရေးဦးစီးဌာနမှာဝင်ကြီးခန့်တာအကြောင်းရင်းရှိမှာပဲလို့တွေးနေပါလေ။အဲကြောင့်ပေါင်ကြီးမင်းကဖြောင်းဖြားလို့မရမှာစိုးနေပေမဲ့အမတ်ချုပ်ကြီးဝမ်ကတော့မရရအောင်လှုပ်ဖို့ဆုံးဖြတ်နေပါလေ။တကယ်လို့အရှင်မင်းကြီးကစိတ်ကူးမပြောင်းခဲ့ဘူးဆိုရင်တော့အ ਨੇ ဆုံးတော့သူတို့တွေစူးစားခဲ့တာပဲလေလို့အမတ်ချုပ်ကြီးဝမ်ကရှင်းပြပါလေ။အဲကြောင့်ပေါင်ကြီးမင်းလည်းအမတ်ချုပ်ကြီးဝမ်နဲ့တူနန်းတွင်ကိုခါစားဝင်ဖို့ ်တဘောတူလိုက်ပါတော့တယ်အဲနောက်နန်းတွင်းကိုခါသားဝင်တဲ့အခါမှာရှင်မင်းကြီးကသူတီချင်းကိုဇေယျစည်းဝင်ကြီးခန့်မှာပြောကြားရှိနေလားလို့မေးပါတယ်မတ်ထုတ်ကြီးဝင်လဲသူတို့တိုင်းပြည်မှာစာပေပညာရှင်ကိုပဲဇေယျစည်းဝင်ခန့်ခဲ့တာကြောင့်ဇေသူကြီးကယာရုဆက်ခံတာမျိုးတကယ်ကိုမရှိခဲ့ဘူးပါဘူးလို့ပြောလိုက်ပါတယ်မင်းကြီးကတော့အရင်ကမရှိခဲ့တာနဲ့ပဲသူကစပြီးတော့လုံမရတော့ဘူးလားလို့ဘယင်ပီပီမေးထလိုက်ပါတယ်။ပြီးတော့မင်းကြီးကအရာရာတိုင်းကိုဒီလိုတသမတ်ထဲထိန်းချုပ်နေရမယ်ဆိုရင်ဟန်ခိရဲ့ကြော်ကြားမှုနဲ့ထန်ခိရဲ့ကြွယ်ဝမှုဘယ်ကရမလဲလို့မေးလိုက်တော့တာပါ။ အဲဒါကြောင့်ပေါင်လူကြီးမင်းလဲစီးမြင်အစ်စ်ထုတ်ပြီးတော့တိုင်းပြည်ကိုပို့ပြီးတော့ကြီးထွားအောင်လုပ်နိုင်သူတွေများတာမှန်ပေမဲ့တားဆုံတိုင်းပြည်စတဲ့တီထောင်ကလေးကဘိုးတော်မင်းကြီးဟာပညာရှိအမတ်တွေကိုသာဥဆောင်စေပြီးတော့စစ်တီတော်စစ်သူကြီးတွေကိုပံ့ပိုးစေခဲ့ကြောင်းရှင်းပြပါတယ်။ဒါတောင်မဲခေတ်ဆက်ဆက်ကဘရင်တွေဟာပညာရှိအမတ်တွေကိုစီးရေးကိစ္စတွေကိုစီမံစေတဲ့စစ်ဦးစီးဌာနကိုဥဆောင်စေခဲ့တဲ့အတွက်စီးမြင်အစ်စ်ကိုပဲထွင်ဖို့မဟုတ်ကြောင်းအရှင်မင်းကြီးကိုရှင်းပြပါတယ်။စစ်သူကြီးကအာနာမန်မောပြီးတော့စစ်တပ်ကိုကိုပိုင်အုံချမှာစိုးလို့ပဲလို့မင်းကြီးကဝင်ပြီးတော့ပြောပါတယ်။ ရှင်မင်းကြီးကတော့ဘိုးတော်မင်းကြီးတို့ကချမ်းထောင်ပုံကန်တဲ့အတွက်ရွှေဝိယုံတော်ဝစ်ပြီးတော့တားဆုံပြီးကိုတီထောင်ခဲ့တာကြောင့်အဲ့ဒီလိုပြန်ဖြစ်မှာကိုစိုးတဲ့အတွက်အရက်တစ်ခွက်နဲ့စစ်သူကြီးတွေရဲ့စစ်အာဏာကိုပယ်ဖျက်ခဲ့တာလို့ရှင်းပြလိုက်ပါတယ်။မင်းကြီးကသူကဘိုးတော်ဖះမင်းကြီးရဲ့မျိုးဆက်တားဆုံပြီးနေတဲ့ဘာကိုမှကြောက်နေကြမလို့ဘူးလို့ပြောလိုက်တာပါ။မင်းကြီးကညာနာကိုအလေးပေးပြီးတော့ကာယကိုလစ်လူရှုတာကြောင်မျိုးနွယ်တိုင်းပြည်ကိုကယ်တင်ပေးနိုင်ပေမဲ့လက်ရှိတားဆုံပြီးတော့ကောင်းကျိုးမပေးဘူးလို့ပြောပါတယ်။အရာတွေကလည်းနောင်ကျေကောင်း ပုံကန်တဲ့ကိစ္စနဲ့လုံလောက်တဲ့တာရကပဲလို့ထပ်ပြောလိုက်တာပါ။ဒါကြောင့်မင်းကြီးဟာဒီချင်းကသာစစ်တပ်ကိုအုပ်ထိန်ပြီးတော့တတ်မှအသီးသီးကိုတတ်သမတ်ထဲမအုပ်ချုပ်ခဲ့ရင်ချိန်6လနဲ့ပုံကန်မှုနှိမ်နှင်းပြီးတော့ဘေးကင်းကင်းနဲ့ပြန်မလာနိုင်ကြောင်းထပ်ပြောပါလိမ့်။ပေါင်လူကြီးမင်းကတော့အခုလိုမင်းကြီးလှုပ်ဆောင်တာဒီချင်းကိုယုံကြည်လို့ဆိုပေမဲ့ဒီလိုတာရကမျိုးရှိသွားရင်နောက်တစ်ချိန်တက်မဲ့သူတွေကဒီချင်းလိုမင်းကြီးပေါ်တစ္ဆာမရှိနိုင်ဘူးလို့ပြောပြလိုက်ပါလိမ့်။မင်းကြီးကတော့ဒီချင်းကိုသာဒီတစ်ခါတော့ပေးလိုက်မှာဖြစ်ပြီးနောင်လာနောင်သားတွေအတွက်ဆိုပြီးတော့မစင်းသားပေးဘူးလို့ပြောလိုက်ပါလိမ့် ဒါပေမဲ့အမတ်ချုပ်ကြီး1ကတော့မူးမတ်အရာရှိတွေကတီချင်းယာဒူးတိုးတာအလွန်မြန်တဲ့အတွက်ပြောဆိုနေကြတာတွေရှိတယ်လို့တင်ပြပါရယ်ဈေးဦးစီးဌာနနဲ့ထွေထွေဦးစီးဌာနကဒန်းလူဌာနကြီးနှစ်ခုဖြစ်ပြီးတော့စစ်တပ်ကိုစီမံတယ်လို့အဆက်ဆက်မှာလဲဈေးဦးစီးဝင်တွေကအသက်ရွယ်ကြီးတဲ့ပညာရှိအမတ်တွေဖြစ်နေတာကြောင့်ပါပဲဒါပေမဲ့တီစေသူကြီးကအသက်45ပဲရှိသေးတာကြောင့်အများအမြင်မှာမတင်တော်ပါဘူးလို့အမတ်ချုပ်ကြီး1ကထပ်ပြီးတော့ရှောက်တင်ပါလေမိကြီးကတော့တီချင်းကအသက်ငယ်ငယ်နဲ့နိုင်ပွဲတွေတိုက်ပွဲတွေအများကြီးတိုက်ခဲ့တာကြောင့်ဒုတိယအဆင့်အရာရှိစစ်သူကြီးဖြစ်လာတာလို့ပြောလိုက်ပါတယ် မင်းကြီးကတော့လုံးဝကိုလက်မခံပဲဝင်းကြီးချုပ်ဌာနနဲ့စစ်မှုထမ်းဌာနကိုသက်ဆိုင်ရာအချက်လက်တွေပြင်ဆင်ခိုင်းထားပြီးတော့ကျင်းလွန်ခမ်းမတော်မှာအားလုံးရဲ့ရှေ့မှာတီချင်းကိုစေရေးဦးစီးဌာနရဲ့စေရေးဦးစီးမှုဖြင့်ခန့်အပ်ဖို့ကြေညာမယ်လို့ပြောလိုက်ပါတော့တယ်။ဒါဆိုတော့မင်းကြီးဟိုးရခင်လမ်းစဉ်ကိုချိုးဖောက်ပြီးတော့စစ်သူကြီးတီချင်းကိုရာထူးတဆင်တိုးပေးလိုက်တာကြောင့်နန်းတွင်ရာပြဿနာတွေဘလို့မျိုးဖြစ်လာအောင်မလဲတရားသူကြီးမင်းပေါင်ချိန်နေနဲ့ဘလို့မှုတွေကိုဆက်ပြီးတော့ဖြေရှင်းအောင်မလဲဆိုတော့ကိုတော့နောက်ထပ်အပိုင်း၁၈မှာပြန်လည်တွေ့ဆုံကြပါသူခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲပြီးသူတရားရှင်ပေါင်ချင်းအပိုင်းဆက်ဇလန်တွဲများဖြစ်ပါတယ်နောက်နေ့ဒီမှာလည်းစူးစမ်းပြီးတော့အပိုင်းဆက်တွေကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပေါင်ချင်းကိုကြိုက်တယ်ဆိုရင် channel ကို subscribe လုပ်ပြီးနောက်အကောင်းဆုံးနှိပ်ထားပြီးပေါ့ခင်ဗျာโอเคအဲ့တော့ဒီနေ့မှာလည်းချိန်မေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးအစားဆုံးလိုက်ပါနားထောင်ခဲ့ကြတဲ့ဘောရောက်တယောက်ချင်းကြံကျေးဇူးထူးပဲတင်ရှိပါရယ်မကောင်းတာလုပ်တဲ့ကောင်တွေမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ